ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာစားတောက်ဆိုင်မီနူးတွေ Wi-Fi ချိတ်ဆက်မှုတွေဖုန်းဝေဖြည့်သွင်းတာတွေနဲ့ဝေပေးချေမှုတွေအထူးပါစကန်ဖက်လိုက်တာနဲ့ချက်ချင်းအလုပ်တွေကိုမြ мян လုပ်ပေးနိုင်တဲ့ QR code တွေဟာရိုးရှင်းတယ်လို့ထင်ရပေမဲ့ဘလောက်အစွမ်းထက်တယ်ဆိုတာကိုပရိသတ်ကြီးတို့ပြပါလားဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ရဲ့ Brain Box မြန်မာ Channel ကနေ QR Code ဖြစ်ပေါ်လာပုံတစ်ပိုင်းအကြောင်းနဲ့လက်ရှိမှာဘယ်လောက်ထိအသုံးဝင်နေတယ်လဲဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ အင်းဆုံးအနေနဲ့ကျူအာကုတ်ကိုတည်ထွင်ခဲ့သူကတော့ဂျပန်လူမျိုးအင်ဂျင်နီယာမစ္စတာမာဆာဟီယိုဟာရှာပဲဖြစ်ပါတယ်။သူဟာဂျပန်နိုင်ငံက Dazuwish ကုမ္ပဏီမှာ1994ခုနှစ်ကသူ့ရဲ့အဖွဲ့နဲ့အတူကျူအာကုတ်ကိုတည်ထွင်ခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့စက်မှုလုပ်ငန်းသုံးဘာကုတ်တွေအတွက်အစစ်မြစ်တင်မှုအတစ်တစ်ခုကိုဖန်တီးဖို့ရည်ရွယ်ခဲ့တာပါ။ပါကြောင့်လဲဆိုတော့1980ပြည့်လွန်နှစ်တွေနဲ့1990အစောပိုင်းနှစ်တွေမှာကားထုတ်လို့ရေးဆက်ယုံတွေမှာရိုးရိုးဘာကုတ်တွေကိုကားစိတ်အပိုင်းတွေစစ်ဆေးဖို့ inventory management အဖြစ်အသုံးပြုခဲ့ကြပါတယ်ဒီရိုးရိုးဘားကုတ်တွေဟာ Kaggen 20 numerous data အထိပဲသိမ်းဆည်းနိုင်တာကြောင့်ကားထုတ်လုပ်ရေးလုပ်ငန်းတွေအတွက်အခက်အခဲ ဖြစ်စေခဲ့ပါတယ်ကားစီးထုတ်လုပ်ရမှာပါဝင်တဲ့အစိတ်အပိုင်း components အရည်အသွက်ကထောင်ထဲချီရှိတဲ့အတွက်ကြောင့်တခုချင်းစီရဲ့ထုတ်လုပ်မှုရက်စွဲ model အမျိုးအစားခြေခံစနစ်စတဲ့အသေးစိတ်အချက်လက်တွေအများကြီးကိုသိစေဖို့လိုအပ်ပါတယ်။ဗီဒီယိုဘာကုတ်တွေကဒီအချက်လက်အားလုံးကိုသိမှုမလုံလောက်တဲ့အပြင်အလုပ်သမားတွေဟာဘာကုတ်တစ်ခုကိုအခြေပေါင်းများစွာစကန်ဖတ်နေရပါတယ်။ လုံသမားတွေဟာတနေ့တာလုံးအစိပ်ပိုင်းတွေကိုတခုချင်းစီလှည့်လည်ပြီးကင်မရာနဲ့တိကျတဲ့လမ်းကြောင်းအတိုင်းဖက်ယူနိုင်အောင်အချိန်ပေးနေရပါတယ်။ဒီလိုလုံတာကြောင့်လုံသမားတွေဟာပြင်းပန်းပြီးစိတ်ပီစီးမှုတွေများလာစေပါတယ်။မစ္စတာဟာရာကဒီပြဿနာကိုဖြေရှင်းဖို့အတွက်ချက်ချင်းတုံ့ပြန်နိုင်တော့ quick response code တခုကိုလိုအပ်တယ်လို့ခံယူခဲ့ပါတယ်။သူ့ရဲ့အဓိကယူရချက်ကတော့စက်ရော့အတွက်လိုအပ်တဲ့အသေးစိတ်အချက်အလက်အားလုံးကို code တခုထဲမှာတိစေနိုင်ဖို့အပြင် လူသမားတွေအနေနဲ့ဘယ်တော့ကနေပဲရိုက်ရိုက်ဘယ်နေသားကနေပဲရိုက်ရိုက်စကန်နာကချက်ချင်းဖက်နိုင်ဖို့ပါပဲဒီအတွက်သူဟာကျူဟာကိုရဲ့တောင်းတုံးတောက်ကနေ position maker တွေထည့်သွင်းခဲ့ပါတယ်ဒီလိုထည့်သွင်းရတဲ့စိတ်ကူးကလည်း Mr. Hara ကစစ်တူရင်ကစားနီးတစ်မျိုးဖြစ်တဲ့ဂိုဂိကစားနီးကိုအလွန်နှစ်တက်သူတယောက်ဖြစ်တာကြောင့်ပါကိုယ်ဝင်ကစားနီးရနေအဖြူနဲ့အမဲတုံးတွေကိုဘယ်လိုစစ်စစ်ချထားရမလဲဆိုတာကိုလေးလာရင်ကနေအဖြူနဲ့အမဲမော်ဂျူလေးတောင်ကွက်တွေရဲ့အကောင်ဆုံးစစ်စစ်မှုပုံစံနဲ့ position breaker တွေကိုဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ် QR code ကိုအစကစက်ရုပ်တွေမှာတော့ဖို့တည်ထင်ခဲ့ပေမဲ့ Tensor Wish Company ဟာ QR code ကိုပိုင်ဆိုင်ခွင့် mobile ရထားပေးမဲ့လဲတကဘာလုံးအခမဲ့အသုံးပြုနိုင်မှု free for public use ဖြတ်ချီပေးခဲ့ပါတယ်ဘာလို့မဆို QR code ကိုစက်မှုလုပ်ငန်းဈေးကွက်ရှာဖွေရေးဝေပေးချေမှုစတဲ့ level တွေမှာတိုးတက်အောင်ကြောင်းလဲဖန်တီးပြီးအခမဲ့အသုံးပြုခွင့်ရခဲ့တာကြောင့် QR code တွေဟာကဘာတစ်ဝန်းလုံးမှာလျှင်မြန်စွာပြန့်နှံ့ခဲ့ပြီးနောက်30ခုနဲ့မှာ smartphone တွေပေါ်ပေါ်လာတဲ့အခါမှာတော့ ကမ္ဘာအကြီးဆုံး data ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါဆိုရင် QR code ရဲ့အကွက်တွေကဘယ်လိုလဲလို့လဲ။ QR code တစ်ခုလောက်အောင်ဆိုရင် binary code စနစ်နဲ့အသုံးပြုရပါတယ်။အမဲရောက်အကွက်ဟာ1 on အဖွင့်ကိုကိုစားပြုပြီးတော့အဖြူရောက်အကွက်ဟာ0 off အပိတ်ကိုကိုစားပြုပါတယ်။ QR code တစ်ခုလောက်ဟာအမဲရောက်နဲ့အဖြူရောက်အကွက်လေးတွေကိုသူတို့ရဲ့နည်းပညာအရခေါ်တဲ့ module တွေနဲ့ဖွဲ့စည်းထားတာပါ။ဒီအကွက်လေးတွေဟာတည်င်းအချက်လက်တွေသိရှိဖို့အတွက်အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဂျူအကိုရဲ့တောက်သုံးတောက်ဘယ်ဘက်အပေါ်ညာဘက်အပေါ်ဘယ်ဘက်အောက်မှာရှိတဲ့စတုရန်ကြီးသုံးခုဟာအရေးအကြီးဆုံးလမ်းညွှန်ချက်တွေပါပဲဂျူအကိုရဲ့ထူးခြားချက်ကတော့သူ့မှာအမားပြစ်စင်တဲ့စနစ် Re Solomon Era Correction ကိုထည့်တင်ထားတာပါကိုယ်ရဲ့တစိ့တစ်ပိုင်းပြက်နေရင်ဒါမှမဟုတ်အကွက်ရဲ့30ရာခိုင်နှုန်းပြက်နေရင်တော့မှစကန်နာကကြံတဲ့အချက်လက်တွေကိုသုံးပြပြီးဘူရင်ဒေတာကိုပြက်လဲတစ်ချက်ဖော်ပြနိုင်စွမ်းရှိပါတယ်။ဒါကြောင့်ကျူအကုတ်တွေဟာပုံပြက်နေရင်တော့မှအလုံးလုံးနေတာဖြစ်ပါတယ်ခင်ဗျ။ မစ္စတာဟာရာရဲ့ဂျူအကုတ်ဟာစိတ်အလုံးတော်မာရီရဲ့စိတ်ပစ္စည်းမှုကိုရှော့ရှော့ပေးခြင်းနဲ့စိတ်ဆန္ဒနဲ့စတင်ခဲ့ပြီးဟွာကြီးကိုပြောင်းလဲစေခဲ့တဲ့နေမြရာတစ်ခုကိုမွေးဖွားခဲ့တာဟာတကယ့်ကိုအံ့ဩစရာကောင်းလာပါတယ်။ဒါအပြင်အတုံးပြူရဲ့ level ပုံမူတည်ပြီးမူလတန်ဆိုဝေ့စ်ကတည်ထင်ခဲ့တဲ့ဂျူအကုတ်အပြင်ပုံစံပြောင်းလဲတည်ထင်ထားတဲ့ဂျူအကုတ်များစွာပေါ်ထွက်လာခဲ့ပါတယ်။ website link တွေမှာစာသားတွေနဲ့စက်ရုံထုတ်လုပ်မှုတွေအတွက် position maker ၃ခုပါဝင်တဲ့ ဖြူအမဲ၄000ကွက်များစွာပါဝင်တဲ့တန်တက်ကျူအကုန်တင်းငယ်တဲ့ electronic ပစ္စည်းလိုမျိုးတွေမှာအချက်လက်တွေကိုသိသိဖို့အတွက် position maker တခုတာပါဝင်တဲ့ micro jewel ကိုပုံစံ၄ရောက်ကမဟုတ်ပဲ swine ပုံစံလိုမျိုးထုတ်ကုန်မျက်နှာပြင်ပေါ်မှာအရွယ်စားနည်းနည်းနဲ့အချက်လက်များကိုသိသိနိုင်ဖို့အတွက် i jewel ကိုဈေးကွက်ရှာဖွေရေးနဲ့အမှန်စိတ်မြင့်နေရေး branding အတွက်ကိုယ့်ရဲ့အလဲပုံဟူမှာပုံရိပ်ဒါမှမဟုတ် logo ကိုထည့်သွင်းနိုင်တဲ့ face jewel ကုတ်တွေကိုပြောင်းလဲစက်တက်ထုတ်လုပ်လာခဲ့ကြပါတယ် ဒါဆိုရင်ဒီဗီဒီယိုထဲမှာပါဝင်တဲ့ QR code နဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းအရာတွေကို comment မှာချထားပေးခဲ့ပါဦးခင်ဗျာဒီလိုနီးပညာအကြောင်းအရာတွေနဲ့အခြားဘူတရကြရအကြောင်းအရာတွေကိုဆက်လက်လေ့လာချင်တဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့ပြောလင့်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆိုကြပါမယ်ခင်ဗျာ